ကျောင်းရသူတိုင်းကိုဝန်းနေစေတဲ့တခြင်းတစ်ပုတ်ကြောင့်အားပေးမှုတွေရရှိလာတဲ့73နှစ်သားလေး မောင်ရရဲ့ Disability News Channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ရပါရီမြန်မာအသံဆိုရှင်နေနေပါလာတဲ့ခေတ်မှာလူငယ်လေးတအုပ်ဟာဂူနာတန်လေးနဲ့အတူအမေတချင်းလေးကိုတီးဆိုခဲ့ပါရီအဆိုပါတချင်းမဆိုခင်မှာတော့ကလေးငယ်လေးရဲ့မိခင်ဟာကင်ဆာနဲ့တူကျွလင်းခဲ့ရတာပါဒါကြောင့်လေတချင်းနဲ့ခန်းစားချက်တွေပါနေခဲ့ပြီးတော့ကြားမိသူတိုင်းကလည်းဘာကိုလွမ်းမဲမသိလွမ်းသွားခဲ့ရပါရီတော်တော်လို့ခေါ်တဲ့သားလေးကမြန်မာအသံတချင်းတွေကိုစိုးရတာကိုစိတ်နစ်သက်သူဖြစ်ပါရီထီလုံးလေးတွေကိုစိုင်းဝိုင်းတဝဲထားပြီးတော့တချင်းလေးတွေကိုတီးဆိုတတ်သူပါဒါကြောင့်လေရှင်နေကအမေတချင်းကို ုတည်ဆိုခဲ့ပါရီပြည်သက်များစုကတော့ရှစ်နှစ်သားတဦးရဲ့ရှင်နှင်းတန်လေးကိုမယုံကြည်နဲ့အားဖြစ်သွားခဲ့ရပါရီအတန်ပါဝါအားကောင်းတဲ့တော်တော်လေးဟာအစောပိုင်းတစ်စင်းလေးကြောင့်လူတည်များလာခဲ့ရပါရီတီလုံးတွေမပါဝင်မင်းနဲ့တည်ဆိုခဲ့တာကြောင့်တီလုံးတွေပါပို့ပေးခဲ့ကြပြီးတော့ပြန်တည်ဆိုဖို့အတွက်တောင်းဆိုလာခဲ့ကြတာပါဒါကြောင့်လေတော်တော်အနေနဲ့ပြန်လဲကားတည်ဆိုခဲ့ပါရီတော်တော်ဟာလက်ရှိမှာတော့73နှစ်ရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါရီလက်ရှိမှာတော့သူ့ရဲ့ရှစ်နှစ်သားရွယ်ကတစ်စင်းလေးဟာမထင်မဲ့လောက်အောင်ပြန်ပေါက်လာတာကြောင့်မလို့ဝမ်းသာနေကြရတာလည်းဖြစ်ပါရီ အဆုံးထိကြည့်ရှုပါပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။